မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်သတင်းများကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌထောင်တွင်ကြာဆုံးမှုလွတ်တော်များနှင့်လွတ်တော်ကိုစားပြုကော်မတီများဝန်ထမ်းကြောင်းပူရဲထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်ဝင်းမြင့်အပါဝင်းနိုင်ခြင်းများအလုံးလုံလောက်စွာစေကူတာခွင့်မရခြင်းအသက်အန္တရာယ်ချင်းချောက်ခံရမှုတွေကြောင်းအလွန်ဆိုးရင်ပူပန်နေကြောင်းဖော်ပြပါရစ်စစ်တမ်းအာဏာသိမ်းစဉ်ကနေကမတရားဖန်ဆီးခံခဲ့ရတဲ့မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးမန္တလေးအိုးဘိုအချင်းထောင်တွင်ကြာဆုံးခံရမှုနဲ့မိသားစုနဲ့ထပ်တူဝန်ထမ်း ီကွင်ကြောင့်ပြည်내နဲ့ Federal Unit လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီများကဒီကနေ့ပူရဲထုတ်ပြန်ကြေညာပါရယ်။ဥအောင်ကျော်ကအကျဉ်းထောင်တွင်လုံလောက်တင်စေဝါကူတာကိုမြင်ရတဲ့အတွက်ဇွန်လ29ရက်နေ့မှာကြာဆုံးခဲ့ရာစိတ်တိခတ်ရတယ်လို့ဖော်ပြထားပါရယ်။ဥအောင်ကျော်ကပြည်သူပေါ်သစ္စာရှိရှိနဲ့နိုင်ငံရေးယုံကြည်ချက်ကိုမြင်းမြန်စွာစောက်ကိုင်းပြီးအမန်တရားအတွက်အခက်ခဏကျွနေသည့်အတိုင်းဥလည်းမတုံဆောင်ရွက်ခဲ့သူဖြစ်ကြောင်းနဲ့၎င်းကြာဆုံးခဲ့ခြင်းကမန္တလေးပြည်သူလူထုအသက်တာမကဒီမိုကရေစီရွေးဖက်ဒရယ်ပြည်အောင်စုတည် ဆောင်ရေးလုပ်ငန်းစဉ်များမှာယုံကြည်ချက်အပြည့်နဲ့တော်လန်တိုက်ပွဲဝင်နေကြတဲ့ပြည်သူတရက်လုံးအတွက်နှင်နာဆုံးရှုံးမှုကြီးဖြစ်တယ်လို့သဘောလားထုတ်ပြန်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်တော်ကိုယ်စားလှယ်145ဖမ်းဆီးခံရရပြီးစစ်ရုံးစုလက်ဆက်ကြောင်းဦးအောင်ကျုံအပါဝင်လွတ်တော်ကိုယ်စားလှယ်5ဦးတည်ဆောင်ခဲ့ရတယ်လို့အတည်ပြုပါတယ်။ဒါအပြင်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်ကလည်း2024ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာ၎င်းလျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန် င်ကြီးဦးဝင်းခိုင်က2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာလက္ခဏာမန္တလေးအိုးဘူတောင်မှာမတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရစဉ်ကြာဆုံးခဲ့ရပါတယ်။ စစ်တပ်အာဏာသိမ်းစဉ်ကလေးကမတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ပါဝင်နိုင်ငံရေးကြီးသားများအားလုံးအတွက်လုံလောက်တင်ကျန်းမာရေးဆောင်ရှောက်မှုများရှိခြင်းနဲ့၎င်းတို့ရဲ့အသက်အန္တရာယ်ချိန်ချမှုခံရမှုတွေပေါ်ပြီးသူလူလူတရားလုံးနဲ့အတူစိုးရင်ပူပန်ကြောင်းနဲ့ပြည်내နဲ့ Federal Unit လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီတွေကထုတ်ပြန်ပါတယ်စစ်ကြောရေးစခန်းတွေမှာတပ်ဖြတ်ခြင်းတရားမဲကျိုးပေးကွမျက်ခြင်း အကျဉ်းထောင်များအတွင် လုံလောက်သောဈေးဝကုသမှုနှင့်လုံလောက်တဲ့အစာအာဟာရများမရရှိခြင်းတို့ကြောင့်မလိုလားအဖဲသိမ်းဆုံးခြင်းအကျဉ်းထောင်တွင်အကြောင်းမဲ့နှင်းပန်းနှိမ့်ဆက်မှုကြောင့်သိမ်းဆုံးခြင်းအကျဉ်းထောင်ပြပါသို့ထောက်ခါတပ်ဖြတ်ခြင်းလူမဆန်စွာမိရှုတပ်ဖြတ်ခြင်းလူသားတိုင်းဖြစ်ခေါ်ဆောင်တုံးချပြီးတပ်ဖြတ်ခြင်းအမျိုးသမီးများကိုအတ္တမပြုကျင့်ပြီးတပ်ဖြတ်ခြင်းပြည်သူရန်ရွာများတွင်လေးကြောင်းမှဖုံးကျဲခြင်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ကတ်ခြင်းတို့ဖြင့်သိမ်းဆုံးခဲ့ရတဲ့ပြည်သူများစွာရှိနေလို့လည်းဖော်ပြပါရယ်စစ်ကောင်စီကျူးလွန်ခဲ့တဲ့ဥပဒေ မယ်လုံရက်တွင်ကနိုင်ငံတကာလူခွင့်ရင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့ဖော်ပြပြီးနိုင်ငံတကာယာစွေးမှုတွေကျူးလွန်နေတဲ့မြန်မာနိုင်ငံကောင်းဆောင်နဲ့အာနာလူအကြံဖက်စစ်တပ်နဲ့လက်ပါစီတွေကိုလုံးဝခွင့်လွှတ်မှာမဟုတ်ကြောင်းနဲ့ကျူးလွန်ခဲ့မှုတွေပေါ်တာဝန်ခံကြမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။မတရားဖန်စီထိန်သိမ်းခံထားတဲ့နိုင်ငံရေးကျင်းသားတွေကိုတောင်တွင်းအကြံဖက်မှုညှဉ်းပန်းနှိပ်စက်မှုလုံလောက်တဲ့စေဝါနဲ့အစာအာဟာရမရရှိမှုတို့ကြောင့်မလိုလားအပ်ပင်အသက်တည်ဆုံးကြမှုတွေအတွက်ပြည်ရင်းပြည်ပဖွဲ့စည်းတွေ နဲ့ပူးပေါင်းပြီးတရားမျှတမှုရရှိစေဖို့ဆက်လက်လှုံ့ဆော်သွားမယ်လို့ပူရဲထုတ်ပြန်ချက်မှာဖော်ပြပါရယ်အခုကြေညာချက်ကိုစကိုင်းနဲ့မကွေးဖက်ဒရယ်ယူနစ်လွတ်တော်တနင်္သာရီရန်ကုန်အေရီတိုင်းလွတ်တော်ကချင်ပြည်နယ်လွတ်တော်ကိုစားပြုကော်မတီကရားပြည်နယ်လွတ်တော်သုံးရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်ပဲခူးတိုင်းမန္တလေးတိုင်းစားတဲ့လွတ်တော်ကိုစားပြုကော်မတီများပူးပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးရေကြီးမျိုးနဲ့မြောက်ဆန်းမြောက်တန်းဤတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်မြောက်ကြီးများနဲ့အနီးကပ်ပစ်ခတ်ခံရပြီးစစ်ကူပို့ဖို့ကြိုးစားနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။အင်အားလေးတိုင်းရေကြီးမျိုးနဲ့ငတိုင်းချောင်းမျိုးရှိစစ်ကောင်စီရဲ့အမြောက်တပ်အမတ်344နီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းဖွဲ့ရိကြတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကြောင်းသတင်းအရင်းမြစ်တွင်စီကတင်ရပါရယ်။စစ်ကောင်စီတပ်ကစွန်လ26ရက်နေ့မှာစပြီးဒရုန်းများနဲ့လေကြောင်းကင်းထောက်ကပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတိုက်ပွဲပြင်းထန်မှုကြောင့်အမြောက်တပ်344တွင်အမြောက်ထား ထားသောအနီးကပ်ပစ်ခတ်တိုက်ခိုက်တဲ့အသည့် Twin Longship ပတ်အနေထားဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ပန်းတော်ကြီးကြီးရွာဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးစွန်လ29ရက်ညပိုင်းတိလေးကျောင်းမှာ၄ချိန်ထပ်မံတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အမြောက်တပ်344နီးတိုက်ပွဲပြင်းထန်နေပါတယ်။ဂျုံပြော်ကနေစစ်ကူပို့တာတွေလည်းပတ်တိန်စေးယုံကိုကြီးပြန်လွှဲနေရတဲ့ကြားတယ်။လီမျက်နာဘက်ကပါအင်အားကမျှပို့နေရတဲ့အနေထားပါလို့ရှေးကြီးဒေသခံတုံးကသတင်းဌာနကိုပြောပါတယ်။စစ်ကောင်စီကရှင်နသာလန်းဆောင်နဲ့လက်ပံရွာဖုန်ကြီးကျောင်းတို့မှာအရာရှိပါဝင် 25ဦးကန်စီကိုအသည့်အနေထားနဲ့ချထားပြီးဆက်ဆက်ရွာရွာနဲ့ကုတ်ကူကြီးဘက်ကိုဖော်ကနစီအပြင်းနဲ့စစ်ကူများပို့ဆောင်ထားကြောင်းသိရပါတယ်တော်လိုင်းပူပေါင်းတပ်တွေကစာဦးစံဘက်ကနေပြီးအမြောက်တပ်ဘက်ကိုတိုးမြင့်လာရာကြောက်ထုတ်လုံရေးကွင်းဘက်မှတိုင်ပွဲများပြင်းထန်နေကြောင်းဒေသခံတွေစီကသိရပါတယ်အမြောက်တပ်344တွင်စစ်ကောင်စီတပ်မှ80ကန်သားကျန်ရှိတော့တဲ့အတွက်စစ်ကူများအလင်းမြန်ပို့ဆောင်နေရပြီးငတိုင်းချောင်းရှိစစ်တပ်လက်အောက်ခံရှဲတပ်ဖွဲ့ဝင်တွေက ပုံသီးကိုရှင်ဘက်မှချိန်ပြီးဟန်ရေးပြင်းနေရလို့ဒေသခံတွေကဆို ိုပါရင်ယခုစွန်လအတွင်းသဲနုကုံစောပြံကြားကြိုက်ခွင်ရွာတွေကိုတော်လိုင်းပူပေါင်းတက်တွေကတင်ပိုက်ထားပြီးရဲ့နောက်စစ်ကောင်စီအနေနဲ့ပတိန်မုံရွာလမ်းပိုင်းကိုပြန်လည်စုံမိုးနိုင်ဖို့ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီကရှန်ကုန်းအရာရီလမ်းမှာဗန်ကာအတင်းများစောင့်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်အရာရီတိုင်းမြို့နယ်ချုံမှာတိုက်ပွဲများဖြစ်နေစဉ်စစ်ကောင်စီကရှမ်းကုန်းအရာရီအဝေးပြေးလမ်းမှာစစ်စင်ရေးခိတ်တွေမှာဗန်ကာအသင်းများထပ်ဆောင်နေပါတယ်။အရာရီတိုင်းနဲ့ရန်ကုန်တိုင်းအထက်က ဝင်ပေါင်းမှာအကြီးဆုံးစစ်ဆေးဂိတ်ဖြစ်တဲ့ပန်းတိုင်ဂိတ်မှာမျောစင်ပါတဲ့ဘန်ကာတကူဆောင်နေသလိုညောင်တုံးမြို့ကိုဖျက်သွားတဲ့ပုံမြထုံတတိုင်းရဲ့ရှန်ကုန်ဘက်အစင်းမှာလည်းဘန်ကာတည်ဆောက်နေတာကိုစွန်လ28ရက်မှာမြင်တွေ့ခဲ့ရကြောင်းခီးသွားတချို့ကဆိုပါတယ်ပန်းတိုင်ဂိတ်မှာရှန်ကုန်ဘက်ကိုအဝင်း ကားရောအထွက်ကားတွေကိုပါရက်ခိုင်းပြီးစစ်ဆေးနေတဲ့ခီးသွားတွေကိုပြူစောတိတွေကအဓိကစစ်ဆေးနေပြီးရဲနဲ့စစ်သားတွေကစောင့်ကြည့်တာဝန်ယူထားတာကိုတွေ့ရကြောင်းခီးသွားတချို့ကဆိုပါတယ်ဥပဒေမဲ့ငွေတောင်းမှကတိုင်ကြဖို့ဖနိုင်းစာနဲ့ကတ်ထားတော့လဲကားအသေးတစ်စီးလင်းတစ်ထောင်ကျပ်မှ3000ကျပ်ကြာပြီးနေရပြီးမပုံတင်ဟောင်းနှမ်းနေတဲ့ခီးတက်များထံမှငွေကြီး9000မှ1000ကျပ်ကြာတောင်းယူပြီးမှပြန်လှုပ်ပါတယ်ပန်းတိုင်ကိန်းနဲ့ ရန်ကုန်ပသိမ်းဟင်းသနလန်ကွဲဖြစ်တဲ့ပူမြတ်တွန်တရာဒီစစ်စေးဂိတ်တောင်ကူရှိပါရယ်အဲ့ဒီတရာမှာပသိမ်းမျိုးဒီပန်တနော်ကြောင်းကုန်စားနေမျိုးများကို ဖြတ်တဲ့တရာမှာဟင်းသနမျိုးဒီညောင်တုံးတနူဖြူဇလုံမျိုးတို့ကိုဖြတ်တဲ့မျိုးအဝင်နေရာတွေမှာစစ်စေးဂိတ်တင်ရှိနေအဆိုပါဂိတ်တွေကလည်းအာနာသိမ်းပြီးနောက်ပိုင်းမှာဖွင့်လိုက်ခြင်းဖြစ်တဲ့ခီးသွာကားတွေအိမ်စည်းကားတွေစစ်စေးပြီးတန်တရာရှိသူများကိုဖမ်းဆီးခဲ့တယ်။2023ခုနှစ်မှာဂိတ်ချုပ်ကိုပြန်ရုပ်သိမ်းခဲ့တော့လဲ2024ခုနှစ်ကုန်ပိုင်းမှာအီယာရီတိုင်တွင်တိုက်ပွဲများပြင်းထန်နေပြီးနောက်ဂိတ်တွေကိုပြန်ဖွင့်ထားက စစ်ဆေးမှုတွေတင်ကြပ်ထားတဲ့လုံခြုံရေးအကြောင်းပြပြီးစစ်ဆေးစဉ်ငွေကြေးချင်းချောက်တောင်းဆိုမှုတွေပြုလုပ်နေပါတယ်။အရာရီတိုင်းမှာပတ်တင်ဟင်္ဒရာဖျားပုံများများမုတ်ဝင်မြို့တွေအပါအဝင်26မြို့နယ်ရှိပြီးရှေးလန်းရောကုန်းလမ်းမှာပါရန်ကုန်တိုင်းနဲ့ဆက်သွယ်ထားပါတယ်။လက်ရှိမှာအရာရီတိုင်းတွင်ရှေးကြီးလေးမျက်နှာမြို့နယ်ဆက်ဆက်ဒေသတွေမှာအာရခတက်တော်အင်ဦးဆောင်တဲ့ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်အရာရီတိုင်းတွင်တိုက်ပွဲများ အရှိန်မြင့်ဖော်ဆောင်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်ဖွဲ့တွေကထုတ်ပြန်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဝင်ကြီးချုပ်ပြည်တောင်တန်းရာသူမှနှုတ်ထွက်ဖို့တိုင်းဆန္နာပြသူတွေတောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထောင်ကြီးရဲ့ဆန္နာပြသူတွေကစနေနေ့ကဗန်ကောက်မြို့တော်မှာစုဝေးပြီးဝင်ကြီးချုပ်ပြည်တောင်တန်းရှင်နာဝတ်ထရာကိုရာသူမှနှုတ်ထွက်ပြီးဖို့တောင်းဆိုခဲ့ကြပါတယ်။2023ခုနှစ်မှာဖူတိုင်းပါတီအာဏာရရှိလာပြီးနောက်ပိုင်းအကြီးမားဆုံးအစိုးရဆန့်ကျင်ဆန္နာပြပွဲဖြစ်တဲ့ယခုလူစုလူဝေးမှုကဇူလိုင်လအတွင်းအယုံကြည်မရှိအစို မဲခွဲမှုမတိုင်မီစီးဝါးရေးကြာစင်မှုရပ်ဆိုင်နေတဲ့အသက်38နှစ်အရွယ်ပေချောင်တန်ပေါ် PR တိုးစေပါတယ်အမျိုးသားရေးအစွန်ရောက်တွင်နေဖွဲ့စည်းထားတယ် United Force of the Land Party ကကမာကထာလုပ်တဲ့ဆန္ဒပြပွဲမှာဆန္ဒပြသူတွေကအလံတွေဝေယံပြီးဖီချောင်တန်ကိုရှာဒူးမနှုတ်ထွက်ဖို့တောင်းဆိုခဲ့ပါတယ်ဆန္ဒပြပွဲနဲ့ပတ်သက်လို့စိုးရိမ်မှုမရှိပဲဆန္ဒပြပွဲကိုငြိမ်းချမ်းမှုရှိစေရန်ဆောင်ရွက်ပေးဖို့အာဏာပိုင်တွေကိုညွန်ပြပေးခဲ့တယ်လို့ဖီချောင်တန်ကပြောပါတယ် ပြီးခဲ့တဲ့အပတ်တွင်က Benjamin Thai Party ကညော့ပေါင်းအစိုးရဖွဲ့မှနှုတ်ထွက်ပြီးရနောက်ကုကမဟာမိတ်အနေငယ်သားရှိတော်တဲ့ဖေထောင်တန်းကလာမဲ့ပတ်မှာလွတ်တော်တွေ့ယုံကြည်မရှိအစိုးမဲခွဲမှုရှင်ဆိုင်ရတော့မှာပါဖေထောင်တန်းနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်အားဟွန်ဆန်ကြားဖုန်းပြောဆိုခဲ့မှုပေါက်ကြားပြီးရနောက်ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နည်းမြေတည်တပ်မှုကိုအန္တရာယ်ရှိစေနိုင်တယ်ဆိုပြီးအဲ့ဒီ Thai Party ကညော့ပေါင်းအစိုးရဖွဲ့မှနှုတ်ထွက်ခဲ့ပါတယ်ဖုန်းပြောဆိုမှုပေါက်ကြားမှုကြောင့်ဖေထောင်တန်းကိုစုံစမ်းစစ်ဆေးဖို့အထက်လွတ်တော်အမတ်ချုပ်ကဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့အာဂ တိလိုက်စားမှုတိုက်ဖြန့်ရေးဖွဲ့ထံတိုင်ကြားခဲ့ပါတယ်။ရှင်နာဝတ်ဒရာမီတာစုရဲ့မဟာမိတ်အောင်တအုပ်ဖြစ်သူဟွန်ဆန်ကဇွန်လ29ရက်နာရီကြီးကြာရှုပ်တမ်းမင်ကောမှာဖီတောင်တန်းနဲ့မိသားစုပေါ်မကြုံဆက်ဘူးလူသိရှင်ကြားတိုက်ခိုက်ခံရပြီးထိုင်းနိုင်ငံမှာအစိုးရပြောင်းလဲတင်ရလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ဟွန်ဆန်ရဲ့မိကွန်းကလူရာထပ်ပေါ်တယ်လို့ထိုင်းနိုင်ငံဆိုင်ဝင်ကြီးဌာနကပြောကြားခဲ့ပြီးထိုင်းနိုင်ငံကနှစ်နိုင်ငံအငင်းပွားမှုကိုတန်တမန်ရဖြေရှင်းရတာပိုနှစ်သက်တယ်လို့ဆိုကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။